အဲဒီနေ့3လပိုင်း30ရက်နေ့ပါဗျာပုံမှန်ဆိုရင်တော့ဘောဝဲမှာဆက်ချရနေရဲ့နောက်ဆုံးနေ့ခါသာလေးကြီးဒုတိယနေ့ဖြည့်ရမှာပေါ့ငလင်28ရက်နေ့လောက်တာဆိုတော့ငလင်လောက်ပြီးဒုတိယမြောက်နေ့မှာညာမပြန်နိုင်သေးတဲ့ညာပြန်လို့မရသေးတဲ့ညာပြန်ဖို့တဲ့အခက်ခဲရှိတဲ့ဒီအဲအเจ้าမှာအเจ้าဆောင်ဆိုရင်ကြံခဲ့မဲ့ အလုံးအခုလို့ပုတ်ကနေပါတယ်ခင်ဗျအဲဝယ်ရရချမ်းရရနေရတဲ့ခါမှာရှိတာလေးနဲ့ကတ်တာပါဗျအဲဒီနေ့ကတော့မနေ့ကတော့တော့ဖုတ်ဝယ်ရတော့မဟုတ်ဘူးခမင်းစီကအဲတက်ဆော့ကမယုံဒီကျော်ရဲအင်းယိုရဲဘော်ဘီဒုံနဲ့ကျုပ်နဲ့ကြော်ထားဒီလေးမျိုးကပ်ဖြစ်ပါတော့ဘက်ဆက်ကြော်ဆိုတော့ ငါမျိုးပေါ့တန်ခါတော်တွေဖုံးပေးကြပါတယ်ဒါပေမဲ့မနေ့ကတော့ကဇာပြန်သွားတာတန်ခါထောင်ကျော်သွားတယ်ဆိုတော့ဒီနေ့ကတော့မနေ့ကတော့မများဘူးပေါ့ဗျာမများပေမဲ့လို့လာပြီးဖုံးပေးတဲ့သူတွေမှမများဘူးအချိန်ကန့်တမထားတော့ဘယ်နဲ့အများရန်ပြင်ထားမှာနော်လာလိုက်ပြင်ပြီးကတ်လိုက်လာလိုက်ပြင်ပြီးကတ်လိုက်လုံးမယ်နောက်အကြောင်းထဲမှာတဲတဲ့ဟိုဦးရင်းနေရဲ့မိသားစု လူတွေလည်းကပ်နေတော့လုံကြုံရေးတွေတို့အဲလှုပ်အားပေးတွေတို့ဝန်တန်းတွေတို့အဲကြောင်းတိုက်မှာလာပြီးတော့ဟိုကိစ္စနဲ့လှုပ်လာလှုပ်တဲ့သူတွေအကုန်လုံးဒီမှာပဲအဲအခန့်ကျွေးမေးပါမယ်ဗျာဒီနေ့လူရှင်ကတော့ဘုရားလွတ်တော်ရှိနေဦးမေအောင်ဘုရားလွတ်တော်ရှိနေဆိုမြင်းမြတ်ဝဲစေဘပမောကအန္တတက်ရှင် မီတန်တာတစ်ထပ်တန်တာထပ်ထပ်ဒီသာကြီးတို့ရဲ့အလူလေးပါဗျာသူတို့ကတော့ကြီးကြီးကြီးလူထပ်ဖို့ရည်ရတာပါတော့ကြာတဲ့ကြောင့်ဆိုအင်းဘလောက်ပုံလေးကြီးဆက်အရပါရဘယ်မှာကြာတဲ့နေပဲရှိပြီးတော့အဖာဗလာဝင်လို့မရတဲ့ဖြစ်ဖြစ်သွားတဲ့အခါကျတော့ဟုတ်ပြောခဲ့တဲ့အင်းလေးမျိုးကတ်နိုင်တယ်နော်အဲဒါလေးကိုကြည်ညိုပြီးတော့အားလုံး အနုမောဒနာပြုနေအောင်တင်ပြပေးလိုက်ပါတယ်ဗျာဖုံးပွေးနေတာလေးကိုလည်းကြည့်လိုက်ကြပါဦးကျေးဇူးတင်ပါတယ်